လူသမိုင်းတခြားကိုမှတ်တမ်းတင်နိုင်ခဲ့တဲ့သမိုင်းစာမျက်နှာတွေထဲမှာလူဒီကုဒုက္ခအပေးဆုံးယောဂာကြီးကိုပြပါဆိုရင်တော့ကျွန်တော်တို့ TV ယောဂာကိုပဲလည်းညှိုးထိုးပြမှာဖြစ်ပါတယ်။အဲ့တော့ TV ယောဂာဟာဘလောက်ရှေးကြကြတဲ့ရှိခဲ့လဲဆိုတော့အီဂျစ်မှာသူ့ဖို့ရရှိခဲ့တဲ့မာမီတို့ရဲ့ရေလောင်းတွေကိုလေ့လာကြည့်တဲ့အခါမှာသူတို့ရဲ့ကြောရိုးတွေဟာ TV ယောဂာဘိုးကြောင့် TV spine လို့ခေါ်တဲ့အရိုးတွေပုံပြက်ပြီးတော့တစ်ခုနဲ့တစ်ခုပူးနေတဲ့မျိုးတွေကိုသူရှိခဲ့ရတာပေါ့နော်။အဲ့ဒီချက်တွေကိုကြီးကြီးအပြင် TV ယောဂာဟာ ခရစ်တော်မပေါ်ခင်နှစ်ထောင်ပေါင်းများစွာကလေးကကျွန်တော်တို့လူသားတွေအပေါ်မှာနှိပ်စက်ခဲ့တယ်ဆိုတာသိတာပါတယ်။အဲ့တော့အခုပြောပြမယ့်ပိုင်းမှာတော့ဒီဒီဗီယောကတိုက်ဖြည့်ရေးအတွက်ရေးပါခဲ့တဲ့တွေ့ရှိချက်တွေကိုဖော်ထုတ်ပေးနိုင်ခဲ့တယ်။ဂျာမန်သိပ္ပံပညာရှင်ကြီးတယောက်ရဲ့အကြောင်းကိုကျွန်တော်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ဟရောခွဲစိတ်ပညာရဲ့တမိုင်းကိုလေ့လာခြင်းအပိုင်း22ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။သူ့ရဲ့နာမည်ကတော့ဒေါက်တာရောဘတ်ကော့ချ်လို့ခေါ်ပါတယ်။ကျွန်တော်တို့မြန်မာဆရာဝန်တွေ လောကမှာသူနာပြီလောကမှာ TV တိုက်ဖြည့်ရနေပြီမှာကောဒီ cosh ဆိုတဲ့နာမည်ကိုရင်းနှီးကြမယ်ဆိုတာယုံကြည်ပါတယ်အဲ့တော့သူ့ကိုကစ်တစ်ဘက်တီးရီးယားဗေဒ Modern Bacteriology ရဲ့ဖခင်ဆိုပြီးတော့တင်စားခေါ်ကြတာပေါ့ဗျာတချို့ကြတော့ Bacteriology ဆိုတဲ့အခေါ်ပေါ်ကိုမကြိုက်ဘူး Microbiology ဆိုတဲ့အခေါ်ပေါ်ပဲကြိုက်တယ်ဆိုတဲ့ပညာရှင်တွေလည်းရှိပါတယ်အဲ့တော့ဒေါက်တာ cosh ဟာ1943ခုနှစ်မှာဂျာမနီနိုင်ငံကမြို့ငယ်လေးတစ်ခုမှာမွေးဖွားခဲ့ပါတယ် တော့သူဟာငငယ်တဲကစာတော်ပြီးတော့သိပ္ပံနေသင်ချမှာအထူးကျငယ်တဲ့သူတယောက်ဖြစ်ပါတယ်ကိုဒီငန်တက်ကတူမှာစေပညာကိုသင်ယူပြီးပွဲရပြီးတဲ့နောက်မှာဂျာမနီရဲ့ကြီးလက်မြို့ငယ်လေးတစ်ခုဖြစ်တဲ့ဝေါ်စတိုင်းမှာခရိုင်ဆရာဝန်အဖြစ်သူချီချခဲ့ပါတယ်။ရှားဆရာဝန်တွေလိုပဲသူဟာနေ့စဉ်ယောဂတွေကိုကုသပေးနေရတာပေါ့ဗျာ။ဒါပေမဲ့သူမှာထူးခြားတဲ့စိတ်ဝင်စားမှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့သူလူတွေကိုသိစေတဲ့ယောဂတွေရဲ့မူလစိမြင့် positive agency ကိုတည်လို့တဲ့စိတ်ပေါ့ဗျာ ဲ့တော့ဒီလိုနဲ့ပဲသူဟာသူ့အမျိုးသမီးကမွနင်းနဲ့ဆောင်ပေးထားတဲ့မိုက်ခရိုစကုပ်လေးနဲ့သူ့အိမ်ရဲ့တမန်တခွဲခန်းလေးမှာပဲအလုပ်ဆလုပ်ခဲ့ပါတယ်အဲအဲ့ဒီခေတ်ကအခုလိုခင်မီတခွဲခန်းပစ္စည်းတွေဘာတွေမရှိဘူးပေါ့ဗျာအဲသူကိုယ်တိုင်မဲ့စပွဲကရိယာတွေဖန်ပြီးပြီးတော့စပြီးဆောင်ရွက်ခဲ့တာပေါ့ဒေါက်တာကော့ချ်ဟာသူ့ရဲ့ပထမဦးဆုံးစင်ခွန်မူကြီးအနေနဲ့တောင်တန်းယောဂါပို့အန်ထရက်စ်နဲ့စတင်ခဲ့ပါတယ်အဲ့ဒီခေတ်ကတော့ကျွဲနွားတိုးတွေစတဲ့တိရစ္ဆာန်တွေဟာတောင်တန်းယောဂါဖြစ်ပွားပြီးတော့ ထောင်းနဲ့ချီပြီးတော့တည်ဆုံးခဲ့ကြရပါတယ်။ဟောအဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ဒေါန်တန်းယောဂပို့ဖြစ်စေတဲ့ပုံမွှားလေးကိုမိုက်ခရိုစကုပ်နဲ့ကြည့်ပြီးတွေ့ခဲ့တဲ့သူတွေရှိပေမဲ့တော်တော်များများကအဲ့ဒီပိုးလေးတွေကြောင့်ဒေါန်တန်းယောဂဖြစ်စေတယ်ဆိုတာကိုကဘာကိုသတိပြနိုင်တဲ့သူတွေမရှိခဲ့ပါဘူး။အဲ့တော့ဒေါက်တာကော့ရှာကသူကအန်ဒရက်စန်တည်ဆုံးသွားတယ်။ရိတ်ဆန်ရဲ့သွေးကိုယူပြီးတော့မန်ဘလူးအောက်မှာကြည့်လိုက်ပါတယ်။ကျဲလို့ကြည့်လိုက်တဲ့အခါမှာတော့ချောင်းပုံစံတင်းငယ်တဲ့ rod shape bacteria တွေကိုသူတွေ့လိုက်ရတာပေါ့နော်။ အဲ့တော့အဲ့ဒီဘက်တီးရီးယားတွေကိုယူပြီးတော့ကျန်းမာတဲ့ကြွက်တကောင်တွေကိုထိုးသွင်းလိုက်ပါတယ်။ရလက်ကတော့ထိုးသွင်းခံရတဲ့ကြွက်ဟာအန်ဒရက်ယောဂတည်ဆုံသွားတာပေါ့ဗျာ။ပြီးတော့တည်ဆုံသွားတဲ့ကြွက်ရဲ့သွေးထဲမှာလည်းမူလယောဂပိုးမျိုးကိုပဲပြန်ပြီးတွေ့ရပါတယ်။အဲ့တော့1986မှာကော့ရှာဘက်စလက်အန်ဒရက်စ်လို့ခေါ်တဲ့အန်ဒရက်ပိုးဟာယောဂဖြစ်စေတဲ့အဓိကအကြောင်းရင်းဆိုတာကိုကဘာကိုတရားဝင်သက်တည်ပြလိုက်နိုင်ပါတယ်။ အန်ဒရက်စ်ကိုတက်တည်ပြပြီးနောက်မှာဒေါက်တာကော့ရှာယောဂါတစ်ခုတီးကြတဲ့ပုံမွားတစ်ခုဟာဖြစ်စီတယ်ဆိုတာကိုသိပ္ပံနီးကြခိုင်မာစံသက်မှတ်နိုင်မဲ့စံသက်မှတ်ချက်၄ခုကိုစပြီးတီထွင်ခဲ့ပါတယ်အဲ့တော့အဲ့ဒီအချက်၄ချက်ကိုကျွန်တော်ကြမ်းဖြင့်ပြန်ပြောရမယ်ဆိုရင်တော့နံပါတ်၁ကတော့ယောဂါဖြစ်ပွားသူဒါမှမဟုတ်ဒဏ်ရာရရှိသူတွေခန္ဓာကိုယ်တိုင်းမှာအဲ့ဒီယောဂါနဲ့သက်ဆိုင်တဲ့ပုံမွား microorganism ကိုအမြဲတမ်းတွေ့ရမှာပေါ့နော်ဆိုလိုတာကတော့ AIDS ယောဂါဖြစ်တဲ့လူတိုင်းမှာ HIV virus တွေ့ရမယ်ဆိုတဲ့သဘောပေါ့နော် ။နံပါတ်1ကတော့ယောဂဖြစ်စေတဲ့ပိုးမွားကိုဖြစ်နေတဲ့လူရဲ့ခန္ဓာကိုယ်တွေကနေတီးကြားခွဲထုတ်လိုက်ပြီးတော့တက်ခွဲကမ်းမှာမွေးမြူနိုင်ရမယ်ပေါ့နော်။အဲ့တော့နံပါတ်3ကတော့အဲ့ဒီခွဲထုတ်ထားပြီးမွေးမြူထားတဲ့စစ်မှန်တဲ့ပိုးကိုကျမ်းမာတဲ့စမ်းသက်တိရိစ္ဆာန်အဲ့တော့လူတို့စမ်းသက်လို့တော့မရဘူးပေါ့ဗျာ။ဥပမာကြွက်တွေဒိုးတွေစတဲ့တိရိစ္ဆာန်တွေကိုထိုးသွင်းလိုက်တဲ့အခါမှာမူလယောဂအတိုင်းထပ်မံပြီးတော့ဖြစ်ပွားစေနိုင်ရမယ်။နံပါတ်4ကတော့နောက်ဆုံးအနေနဲ့အဲ့ဒီထိုးသွင်းမှုကြောင့်ယောဂဖြစ်ပွားပြီးတော့ တည်ဆုံးသွားတဲ့စန္ဒတရိတ်ဆန်ရဲ့ခန္ဓာကိုယ်တွေကနေပြီးတော့မူလပိုးမွားတွေကိုပဲပြန်ပြီးတော့ခွတ်ထုတ်ပြီးတော့တွေ့နိုင်ရမယ်ဆိုပြီးတော့အဲ့တမချက်၄ခုကိုပေါ်ထုတ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီမတိုင်ခင်ကတော့ဗျာယောဂါတွေကဘာကြောင့်ဖြစ်မှန်းလဲမသိဘူးယောဂါဖြစ်တဲ့အကောင်ကိုတခွဲကန်းမှာကြည့်လိုက်တော့လေတွေ့တယ်ဒါပေမဲ့ဒီအကောင်ဒီဒီယောဂါကိုဖြစ်စေတယ်ဆိုတော့လေတသက်ပြဖို့သိပ္ပံပညာရှင်တွေတော်များများမှာအခက်ခဲတွေကြုံနေရတာပေါ့နော်ကော့ရှေတတ်မှတ်ချက်တွေကြောင့်ပဲယောဂါဗိဒလောကကို စီးစနစ်တကျလေးဖြစ်စီခဲ့တာပေါ့ဒေါက်တာကော့ရှ်ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့ကျွန်တော်တို့လူသားမျိုးနွယ်စုကြီးတစ်ခုလုံးကိုဟိုးရှေးပဝေသနီတဲကဒုက္ခပေးပြီးတော့တဖြည်းဖြည်းတုတ်တင်လာခဲ့တဲ့ဒီ TV ဆိုတဲ့ယောဂဇိုးကြီးရဲ့ဖြစ်စီတဲ့လက်တွေတရခံကိုတခွက်ခန်းထဲကနေပြီးတော့ရှာဖွေဖော်ထုတ်ပြသနိုင်ခြင်းဖြစ်ပါတယ်အဲ့ဒီကလူတွေဟာဒီ TV ယောဂကိုတဖြည်းဖြည်းချင်းလုံးမပါသွားတဲ့ consumption disease လို့ခေါ်ကြတာပေါ့ ဗျာအခုလိုမရတဲ့ဒေတန်ဆိုပြီးတော့လည်းတတ်မှတ်ကြတာပေါ့အဲဒီယောဂါဟာရုပ်လက်မျက်မရွေးဆင်းရဲချမ်းသာမရွေးအသက်ကြီးသူငယ်သူမရွေးနေ့စဉ်ကိုတုတ်တင်နေကြတဲ့ယောဂါကြီးပေါ့ဗျာဒေါက်တာကော့ရှ်မတိုင်ခင်က TB ယောဂါဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုအငင်းပွားနေတဲ့အမြင်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ TB ယောဂါကိုမျိုးလိုက်တယ်ဆိုပြီးတော့ယူဆကြတာပါအဲ့တော့ TB ဟာမျိုးရိုးဗီဇအရတေချာပေါက်ပါလာတဲ့ inherited disposition ခန္ဓာကိုယ်ဖွဲ့စည်းပုံအားနည်းချက်ကြောင့်ဖြစ်တယ်ဆိုပြီးတော့ လူအများစုနဲ့စိတ်ပညာရှင်တချို့ကယုံကြည်ခဲ့ကြပါတယ်။အဲ့ဖျားနာတဲ့မိသားစုကနေဆင်းသက်လာတဲ့လူတွေစိတ်ခံစားမှုပြင်းထန်ပြီးတော့အနာကိုပိန်ပါတဲ့သူတွေဟာဒီယောဂါတွေဖြစ်လေရှိတယ်ဆိုပြီးယူဆခဲ့ကြတာပေါ့နော်။အ ਨੇ စုကတော့ Hippocrates တို့ပညာရှင်တွေကတော့ဒီဘီယောဂါဟာ contagious ဖြစ်တယ်၊ကူးစက်တတ်တယ်ဆိုပြီးတော့အတန်တရာရှိခဲ့တာပေါ့နော်။ဒါပေမဲ့လူအ ਨੇ စုပဲလက်ခံနေအမြင်ဖြစ်နေတာပေါ့နော်။1865ခုနှစ်မှာပြင်သစ်ဆရာဝန်တယောက်ကဒီဒီဘီယောဂါရဲ့တလိတ်ကို ရုံတွေကိုထိုးသွင်းဆန်းတက်တဲ့အချိန်မှာယောဂကုဆက်တာကိုတက်တည်ပြခဲ့ပြီးမြင်သူ့ရဲ့တွေးရှိချက်ကိုမျိုးရိုးလိုက်ခြင်းကိုယုံကြည်တဲ့သူအများစုကလုံးဝလက်မခံဘဲနဲ့ငြင်းခဲ့ကြတာပေါ့ဗျာအဲနောက်တစ်ချက်ကတော့ဒီမျိုးကြီးတွေမှာလူနေထူထပ်တာတွေမတန်ရှင်းတာတွေဒီဝိလင်တို့ကမကောင်းတာတွေဟာဒီယောဂဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းလို့ထင်ခဲ့ကြပြီးတော့ဒီ TV ယောဂဒီပိုးမွားတစ်ခုကြောင့်ဖြစ်တယ်ဆိုပြီးတော့ဘယ်သူမှအတိအကျမသိခဲ့ပါဘူး ဒေါက်တာကော့ရှာကတီဘီယောဂါနဲ့တည်ဆုံသွားတဲ့လူနာတွေရှိရာတီရှူးနမူနာတွေကိုစူးစောင်းတာပေါ့နော်ဒီတီဘီယောဂါပိုးကိုကျွန်တော်တို့မှန်ဘလူးနဲ့တခြားရှာဖို့အတွက်ဆိုရင်ယောဂါပိုးတွေကိုတီရှူးတွေနဲ့ကွဲခြားပြီးတော့မျက်စိနဲ့ကြည့်လို့မြင်အောင်စိုးစေးတွေစိုးရပါတယ်အဲ့တော့ TV ယောဂဘိုးဟာသူ့ရဲ့အစီများတဲ့အပြင်အခွန်ကြောင့် waxy outer coat ကြောင့်ပုံမှန်စိုးစေးတွေနဲ့ဆိုရင်အယောင်မဝင်ပါဘူး။အဲ့တော့အယောင်မဝင်ရင် TV ပိုးလို့သတ်မှတ်ထားတဲ့ပုံသဏ္ဍာန်ကို မြင်တွေ့ရဖို့ခဲယင်းတာပေါ့ဗျာဒီလိုနဲ့ပဲကော့ချာတုံးလာတာကာလအတွင်းမှာတကယ်ပကြီးဆရာတယောက်လိုရွှေဘရင်းဆရာတယောက်လိုဇွဲလုံးလာကြီးကြီးနဲ့ပဲဒီစိုးစေးပေါင်းအမျိုး40ကျော်ကိုတခုချင်းစမ်းသပ်ခဲ့တာပေါ့ဗျာအဲသူရဲ့စတူဒီယိုလေးထဲမှာလင်းရောင်အပူချိန်တွေကိုချိန်ညှိပြီးတော့မမြင်နိုင်တဲ့သူကိုမြင်နိုင်အောင်ဖန်တီးခဲ့ပါတယ်အနောက်ဆုံးတော့1882ခုနှစ်မှာသူဟာသူတီထင်လိုက်တဲ့အထူးစိုးစေးနဲ့ TB ယောဂါရှိတဲ့လူနာရဲ့နမူနာကိုအရောင်ဆိုးလိုက်တဲ့အခါ TB ယောဂါရှိသူတွေတ िश्यू တွေထဲမှာပြန်ရောက်တာမဟုတ်ခင်းရောင်သေးငယ်တဲ့အချောင်းပုံစံပူးမွားလေးတွေကိုတွေ့မြင်လိုက်ရပါတယ်။ပိုးကိုရှာဖွေတွေ့ရှိအောင်နဲ့မပြီးသေးပါဘူး။အဲတိပ္ပမညာရှင်တယောက်အနေနဲ့သူ့ရဲ့သူတီထွင်ထားတဲ့ cost for sale တွေနဲ့အညီတက်တည်ပြရပါမယ်။အဲ့တော့သူဟာဒီပိုးတွေကို TB လူနာတွေဆီကနေခွဲထုတ်ယူတယ်။ပြီးရင်သူကိုယ်တိုင်ပြုလုပ်ထားတဲ့တခွဲကန်ပဝန်းကျင်ထဲမှာမွေးမြူတယ်။အဲ့ဒီပိုးတွေကို ကျမ်းမာတဲ့တိရစ္ဆာန်တွေကိုထိုးသွင်းလိုက်တဲ့အခါဒီဘီယောခါလက္ခဏာတွေအတိုင်းထပ်ပြီးတော့ဖြစ်ပွားပြီးတော့ဒီဆုံးသွားတယ်ပြီးတော့ဒီဆုံးသွားတဲ့တိရစ္ဆာန်တွေရှိရနေပဲမူလာပိုးတွေကိုပြန်ပြီးတော့ခွဲထုတ်နိုင်ခဲ့တာပေါ့နော်အဲဒါကြောင့်မို့သူဟာ1882ခုနှစ်မတ်လ24ရက်နေ့ညနေပိုင်းမှာဘာလင်စီဝကံမပီတာအသင်းကြီးရဲ့စီဝေးမှာသူရဲ့ရာဘူတုရှိချက်ကိုကြီးညာခဲ့တာပေါ့နော်အဲ့ဒီကြီးညာချက်ဟာဒီဘီယောဂကုသရေးသမိုင်းအတွက်အလင်းရောင်တစ်ခုကိုယူလာခဲ့ပါတယ်။ဒီဘီယောဂကုသနိုင်မဲ့ဆေးနဲ့ကာဝယ်ဆေးတွေ ရှာဖွေတွေ့ရှိဖို့အတွက်ပထမဆုံးခြေလှမ်းလို့ပြောရင်လည်းမမှားဘူးပေါ့ဗျာအဲ့ဒီကြီးညာချက်ဟာစိတ်ပညာသမားရဲ့တွေ့ရှိမှုတွေရဲ့အရေးကြီးတဲ့အခိုက်အတန့်လေးတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ထိလည်းသူ TV ပိုးကိုတွေ့ရှိခဲ့တယ် match လ24ရက်နေ့ကိုကမ္ဘာ TV ရောကတိုက်ဖြတ်ရေးနေ့ဖြစ်သတ်မှတ်ထားပါတယ်အဲ့ဒီတွေ့ရှိချက်ကြောင့်ပဲ Robert Kosha 1905ခုနှစ်မှာစိတ်ပညာဆိုင်ရာ Nobel ဆုကိုစုခုရရှိခဲ့ပါတယ်1883ခုနှစ်မှာဥရောပကိုကာလဝိုင်းကကူးစက်လာမယ့်အန္တရာယ်ကိုစိုးရိမ်လာကြောင်းဂျာမန်အစိုးရက ရောဘတ်ကော်ရှင်စီးဖွဲ့ဟူအရင်ဆုံးကာလဝမ်ယောဂကတ်ယောဂတပ်ဖွဲ့ဖြစ်ပွားနေတဲ့အီဂျစ်နိုင်ငံအလက်ဇန်ဒရီးယားကိုဆီလွတ်ခဲ့ပါတယ်။ကော့ရှ်ကဒီအီဂျစ်မှာကာလဝမ်ယောဂနဲ့တည်ဆုံးသူတွေဦးလန်းချောင်းထဲမှာကော်မာပုံစံပတိရားလေးတွေကိုတွေ့ရှိခဲ့တာပေါ့နော်။ဒါပေမဲ့အဲ့ဒီတွေ့ရှိတဲ့ပိုးကိုသူ့ရဲ့သမတ်ချက်တွေဖြစ်တဲ့ cosmos ဆူလေးတွေနဲ့ခိုင်မာတဲ့တိပြကိုကြိုးစားနေတော့မှာပဲ။အီဂျစ်ကကယောဂဟာယုတ်တည့်ရဲ့ကြီးရက်တန်သွားတာပေါ့နော်။ကယောဂရက်တန်သွားတဲ့အတွက်ကြောင့်မို့ ကောရှာဒီကူးဆက်မှုပြင်းထန်နေတဲ့နမူနာအစ်စ်တွေပေါ့နော် fresh case တွေ active case တွေကိုရှာဖွေဖို့ခက်ခဲသွားတာသူယူဆချက်ကိုတသိပြဖို့အပိသက်အတီးပြုတ်နိုင်ခဲ့ခြင်းမရှိဘူးပေါ့ဗျာအဲ့တော့သူဟာကာလာဝမ်ကစပြီးဖြစ်ပွားရာဒေတာဖြစ်တဲ့အိန္ဒိယနိုင်ငံကင်းငါမြဝန်ဒေတာကိုဆက်လက်ပြီးတော့ စုံစမ်းထောက်လှမ်းမှုခီးထွက်ခဲ့ပါတယ်။အဲ့ဒီနေရာမှာကာလာဝမ်ယောဂါဟာအမြဲတမ်းပုံမှန်ဖြစ်ပွားနေတဲ့ data endemic disease တစ်ခုဖြစ်ပါတယ်။အဲ့တော့ Robert Koshin အဖွဲ့ဟာကလကတာကိုသွားရောက်ပြီးကာလာဝမ်ယောဂါနဲ့တည်ဆုံသွားတဲ့လူနာ100နီးပါးကိုရင်ခွဲစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့တော့ဒီသေဆုံးသွားသူတွေဥလန်းချောင်းထဲမှာသူအရေးကလူနာတွေမှာတွေ့ခဲ့ရတဲ့ကောမာပုံစံဘက်တီးရီးယားလေးတွေကိုအောင်မြင်စွာဖွဲထုတ်နိုင်ခဲ့ပါတယ်။အဲ့တော့အဲ့ဒီဘက်တီးရီးယားလေးတွေဟာဒီသေဆုံးသွားတဲ့လူတွေတောက်သုံးတဲ့ရေကန်တွေထဲမှာလည်းတွေ့ခဲ့ရတဲ့အတွက်ကြောင့်မို့ ရောဘတ်ကော့ချာအဲ့ဒီမှာကလာဝိုင်းကပို vibro colorary ကိုအောင်မြင်စွာရှာဖွေတွေ့ရှိအောင်သာမကပဲနဲ့အဲ့ဒီယောဂါဟာတန်ရှင်းမှုမရှိတဲ့ရေပေါ့နော် contaminated water ကနေပြီးတော့ကူးစက်တယ်ဆိုတဲ့ mode of transmission ကိုပါသိပ္ပံနည်းကြအခိုင်းမှာဖော်ပြခဲ့ပါတယ်အဲ့ကော့ရှေဖော်ပြချက်ဟာ John Snow ရဲ့1854ခုနှစ်မှာတွေ့ရှိချက်ကိုဒီပိုးမွားတွေနဲ့တရားဝင်အတည်ပြုပေးခဲ့ပြီးတော့ပြည်သူတွေကိုတန်ရှင်းတဲ့တောက်ရီစနစ်တွေပြည်သူ့ကျန်းမာရေးစနစ်တွေတည်ထောင်မှုတွေအဓိကတွန်းအားလည်းဖြစ်စေခဲ့ပါတယ် အဲ Robert Koch လို့တကယ်ကိုကဘာလုံးဆိုင်ရာဂုဏ်သတင်းကြီးမားတဲ့ပုဂ္ဂိုလ်ကြီးတွေမှာတော့မှအမာရင်းနေအဆင်မပြေမှုတွေအများကြီးရှိခဲ့ပါတယ် Robert Koch ဟာ1982ခုနှစ်မှာ TV ပိုးကိုတွေ့ရှိပြီးတဲ့အခါမှာသူ့ရဲ့ဂုဏ်သတင်းကြော်ကြားမှုကတော့ထိတ်ဆုံးရောက်နေတာပေါ့ဗျာဒါပေမဲ့1990ပြည့်နှစ်မှာသူကြီးညာလိုက်တဲ့ Cuba Collins ဆိုတဲ့ဆေးကြောင့်သူ့ဘဝအကြီးမားဆုံးအမဲဆက်ကြီးတစ်ခုဖြစ်ခဲ့တာပေါ့ဗျာ1990ပြည့်နှစ်ဩဂတ်လမှာသူက Robert Koch ဟာဘာလဲမှာကျင်းပတယ်ကဘာ ဆေးပညာကွန်ရက်မှာသူတီထွင်ထားတဲ့ TBO ကုသနိုင်တဲ့အရေးဆိုတဲ့အကြောင်းကိုချက်လက်ပြည့်စုံမပေးဘဲနဲ့ဝိုးတော်လေးကြီးညာလိုက်တာပေါ့ဗျာဘယ်လိုကြီးညာလိုက်လဲဆိုတော့ဒီ TBO ယောဂဖြစ်နေတဲ့ကြွက်တီကိုဒီဆေးထိုးသွင်းလိုက်တဲ့အချိန်မှာကြွက်တီမှာယောဂဖြစ်ပွားမှုရပ်တန့်စေနိုင်တယ်ဆိုတဲ့စကားတစ်ခုကိုသူသုံးခဲ့တာပေါ့အဲဒီစကားကြောင့်နိုင်ငံတကာဆရာဝန်တွေကပညာရှင်တွေရောဒီ TV လူနာထောင်ပေါင်းများစွာဟာရောဘတ်ကရှိတဲ့ဘာလင်ကိုအပြေးလွှတ်ရောက်လာခဲ့ကြတာပေါ့ဗျာအဲ1890နိုဝင်ဘာလောက်မှာ နေရောဘတ်ကောရှေဒီဂျူဘတ်ကလင်းကိုစပြီးတော့ထိုးပြီးတော့ကုသတဲ့လူနာတွေမှာပြဿနာတွေတရဆက်တက်တော့တာပဲဒီဘီယောကပြင်းထန်တဲ့လူနာတွေအဲဂျူဘတ်ကလင်းထိုးလိုက်တဲ့အပြင်းထန်ဖျားတာတွေတခြားပြင်းထန်တဲ့ယောဂကြော့တာတွေဖြစ်လာတာပေါ့ဗျာကော့ချာဒီယောဂဘုကူးဆက်ထားတဲ့တ िश ူတွေပျက်စီးသွားရင်ယောဂပျောက်မယ်ဆိုပြီးတော့ယူဆခဲ့ပေမယ်တကယ်တမ်းမှာအဲဒီအတမာတွေဖြစ်အနာတွေဖြစ်လာတာတချို့လူနာတွေမှာယောဂဘူတွေပိုပြီးပြန့်နှံ့သွားတာမျိုးတွေကိုတွေ့ခဲ့ရပါတယ်1961မှာတရားဝင်ထုတ်ပြန်လိုက်တဲ့ပထမဆုံးလက်တွေ့ဆန်းသတ်မှု အစီရင်ခံစားရတော့ဒီဂျူဘာဂလင်ဆိုတဲ့ဆေးဟာစိတ်ပြက်စရာကောင်းတယ်လို့ပဲရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်လူနာပေါင်း1900ကျော်ကိုကူတာခဲ့ပေမဲ့ထိရောက်တဲ့အကူလုံးမဟုတ်ဘူးဆိုတာအားလုံးသဘောပေါက်သွားတာပေါ့ဗျာအဲ့တော့ဂျူဘာဂလင်ဟာတီဘီယောဂကူတာစေအဖြစ်ကနေပြီးတော့လုံးဝကြာဆုံးသွားပြီးတဲ့နောက်မှာရောဘတ်ကော့ရှ်ဂုံတရင်ကလည်း ကောင်းငင်ကနေမြေကြီးပေါ်ကိုပြုတ်ကျသွားသလိုပဲဖြစ်ခဲ့တာပေါ့ဗျာ။ချိန်ကသူ့ကိုကက်တင်ရှင်ဆိုပြီးတော့ချီးကျူးခဲ့တဲ့မီဒီယာတွေကပဲသူ့ကိုသုံးဆလို့မရအောင်ပုံဖော်ပြီးဝေဖန်တိုက်ခိုက်တော့တာပါပဲ။ကံကောင်းစွာနဲ့ပဲအဲ့ဒီဆေးဟာ TV ယောဂကုလုံးအဖြစ်မဟုတ်တော့ဘဲနဲ့ TV ယောဂကုဆက်ခံရခြင်းရှိမရှိကိုစစ်ဆေးတဲ့ Tubercular Skin Test အနေနဲ့တမိုင်းမှာတော့အဖက်ဆင်နိုင်လိုက်တာပေါ့ဗျာ။နောက်ထပ်ပြောစရာရှိလာတာကတော့ Robert Scotch ကိုတိုင်ချမှတ်ခဲ့တဲ့ ောဂါပိုးတွေကိုရှာဖွေတဲ့နေရာမှာအသုံးပြုတဲ့ cost postulate ၄ချက်လုံးဟာအခုလက်ရှိမှာနောက်ထပ်တွေ့ရှိလာတဲ့စမ်းသစ်တဲ့တွေ့ရှိမှုတွေကြောင့်၄ချက်လုံးဟာမှန်ကန်မှုမရှိတော့တာဘူး တွေ့လာရတာပေါ့ဗျာဥပမာ robot ကချမှတ်ထားတယ်ယောဂရှိနေတဲ့သူတွေခန္ဓာကိုယ်တဲကယောဂဘုတ်ကိုထုတ်ယူပြီးတော့တခွဲကန်းထဲမှာမွေးမြူနိုင်ရမယ်ဆိုတဲ့အချက်ကိုတချို့ယောဂဘုတ်တွေကလိုက်နာခြင်းမရှိတော့ပါကျွန်တော်တို့ဥပမာပြောရရင် TV နဲ့မျိုးစားတူတဲ့ microbacterium leprae လို့ခေါ်တယ် leprosy ယောဂါကိုဖြစ်စေတဲ့ bacteria ဟာတခွဲကန်းထဲမှာမွေးမြူလာတာဘလို့မှမဖြစ်နိုင်ဘူးတချို့သော virus တွေဟာ လူရဲ့ကိုခန္ဓာတဲကဆဲရီထဲမှာပဲရှင်သန်တဲ့အတွက်ကြောင့်တခွဲခန်းမှာတီးသက်မွေးမြူဖို့လုံးဝမဖြစ်နိုင်တဲ့ပိုးတွေတွေ့လာရပါပြီ။နောက်တစ်ချက်ကတော့ယောဂပိုးရှိနေတဲ့သူမှာယောဂလက္ခဏာပြကိုပြရမယ်ဆိုတဲ့အချက်ကလည်းတက်ရှိမှာကန့်ရင်ရင်မရှိတော့ပါဘူး။ဥပမာ TV ယောဂမှာ TV ယောဂပိုးရှိပါလျက်နဲ့ယောဂလက္ခဏာမပြဘဲနဲ့လူကောင်းလိုပဲရှိနေတဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်။အဲ့လိုလူနာတွေကိုတော့၄တက် TV လို့ခေါ်တာပေါ့ဗျာ။ အသေးရောင်သဝဘီဘိုးရှိပေမဲ့အသေးရောင်သဝဘီဘိုးရဲ့ရောဂါလက္ခဏာတွေကိုမပြဘဲနဲ့သေဆောင်သူအနေနဲ့ရှိနေတဲ့ carrier state တွေကိုလည်းကျွန်တော်တို့ယောဂဘိုးတွေမှာတွေ့လာရပါပဲ။ နောက်နံပါတ်3ချက်ကတော့ယောဂဘုတ်တစ်မျိုးဒီယောဂတစ်မျိုးတည်းကိုပဲဖြစ်စေတယ်ဆိုတဲ့ဟာပေါ့ဗျာဥပမာ TV ယောဂဒီ TV ယောဂဘိုးကြောင့်ပဲဖြစ်စေတယ်ဆိုတဲ့သတ်မှတ်ချက်ပေါ့ဒီယောဂဘိုးကြောင့်ဒီယောဂပဲဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်ကိုမလိုက်နာတဲ့ယောဂတွေလည်းတွေ့လာရပါဘူးဥပမာပြောရရင်เนาะဟိုနောက်အမေးအောင်ယောဂမှာကျွန်တော်တို့ဘက်တီးရီးယားကြောင့်ဖြစ်တယ်ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်ပရိုတိုဇိုးအတွေကြောင့်ဖြစ်တယ်မှုတွေကြောင့်ဖြစ်တယ်ဆိုတော့ဒီယောဂတစ်မျိုးတည်းကိုပဲဖြစ်စေတဲ့ယောဂပိုးတွေမျိုးစုံရှိတယ်ဆိုတာကိုသတိပြနိုင် လာပါဘူး တော့ course ရဲ့တွေးရှိချက်တွေကိုနောက်ပိုင်းမှာတော့ပိုးမွားဗေဒပညာရှင်တွေကလူမျိုးစုံပုံစံတွေပြောင်းလဲပြီးတော့ဆက်လက်အသုံးပြုလို့ရအောင်ဆင်ခဲ့ပြီးပြောင်းလဲပြီးတော့လက်ရှိမှာတော့ဆက်လက်အသုံးပြုနေသေးပဲရှိပါတယ်။ Robert Koch က1896ခုနှစ်နောက်ပိုင်းမှာသူ့ရဲ့ဒုတိယမြောက်ဇနီးဇန်နဲ့အတူအာဖရိကနဲ့အိန္ဒိယတို့နိုင်ငံတွေကိုလာပေါင်းများစွာခီးထွက်ခဲ့ပြီးတော့ဒီအပူပိုင်းဒေသဆိုင်ရာယောဂတွေကိုသူ့သေသနာပြုနေခဲ့ပါတယ်။ ူရဲ့ဘဝရဲ့တက်တန်းတစ်လျှောက်လုံးမှာဂျာမနီနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်နူးဆောင်ဘွဲ့တွေဖြစ်တဲ့ German Order of the Crown နဲ့ Grand Cross of the German Order of the Red Eagle ကိုချီးမြှင့်ခံရပါတယ်။တော့ဘာလင်နဲ့သူရဲ့ဇာတိအပါဝင်မျိုးပေါင်းများစွာရဲ့ဂုဏ်နူးဆောင်မျိုးသားဘွဲ့တွေရခဲ့တယ်လို့ကမ္ဘာထိပ်တန်းပညာရှင်အဖွဲ့အစည်းတွေရဲ့ဂုဏ်နူးဆောင်အဖွဲ့ဝင်တွေဖြစ်လေ။နဲ့လေလက်ခံရရှိခဲ့ပါတယ်။ကော့ရှာနိုဘယ်ဆုရပြီးတဲ့နောက်ပိုင်းမှာသူတည်သနာတွေဆက်လုပ်နေခဲ့ပေမဲ့1910 မေလ29ရက်မှာအသက်66နှစ်အရွယ်နဲ့နှလုံးဖောက်ပြီးတော့ကွယ်လွန်ခဲ့ပါတယ်သူခြံထားခဲ့တဲ့အမွေအနှစ်တွေကိုပြန်ပြောရမယ်ဆိုရင်တော့ Robert Koch ဟာတောင်တန်းယောဂဘူ၊ TB ယောဂဘူနဲ့ကာလာဝါယောဂဘူတို့ကိုစနစ်တကျရှာဖွေတွေ့ရှိသူသေတနာပြုခဲ့သူဖြစ်ပါတယ်။နောက်တစ်ခုကတော့သူရဲ့နာမည်ကျော် Koch Postulate တွေနဲ့ယောဂဗေဒကိုစနစ်တကျအုံမြင့်ချပေးခဲ့တဲ့ဖခင်ကြီးတယောက်ဖြစ်လေယူဆကြပါတယ်။ပိုးမွားတွေမွေးမြူတဲ့အချိန်မှာသုံးဆွဲမဲ့ပိုးမွေးမြူခြင်းနည်းစနစ်တွေ TB ယောဂဘူလို့ရှာဖွေရခက်ခဲတဲ့ ယောဂဘိုးတွေမြင်နိုင်အောင်သိဆိုးတဲ့ဤစနစ်တွေမှန်ဘလူးလေးရနေမြင်ရတဲ့ပုံကိုအများပြည်သူတွေမြင်လို့ရအောင်တပ်ပုံရိုက်တဲ့ micro photography နည်းစနစ်တွေကိုတည်ထွင်ခဲ့တဲ့ပုံကိုကြီးပါကျွန်တော်တို့ဒီ robot coach ရဲ့ဘဝနဲ့တွေ့ရှိမှုတွေကိုတင်ဆက်မှုတော့ဒီမှာပဲရန်နာလိုက်ပါမယ်နောက်လာမယ့်အပိုင်းဒီမှာတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံကိုကြီးရဲ့အကြောင်းကိုဆက်လက်ပြီးဖော်ပြပေးသွားအောင်မှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပေးကြတယ်တခုတစ်ယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်